င်္ဂရက်ရတတပအနေငယ်ကကက်စမီယာကစိုးဝါတဲ့အခြေအနေကိုဖျက်ဆီးခဲ့ရပါတယ်။ဖယ်လီကန်မှာရှိတဲ့ပြင်မဲ့ပြည်သူတွေကိုစံဖက်သမားတွေကတိုက်ခိုက်ခဲ့ပါတယ်။ဂျာဝန်တစ်ခုလုံးတုံလုံးနာကျင်ပြီးခြံရင်ခဲ့ရပါတယ်။တရင်စီခန့်စစ်တွေကတော့အကြောက်တရားချီနီသောခီးတွားနေရာတွေနဲ့လှုပ်လှမဲ့လူများအကြောင်းကိုပြောဆိုကြပါတယ်။ဒါပေမဲ့ယနေ့မှာတော့ကက်စမီယာမှာထူချမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ နေ့မှာတိုးတက်မှုနဲ့မျောလင့်ချက်ရှိတဲ့နေရာဖြစ်တဲ့ကက်စမီးယားရဲ့စစ်မှန်တဲ့မျက်နှာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တဲ့ဒီပေါ်တွေကိုပဲကြည့်လိုက်ပါဂျမူးနဲ့ကက်စမီးယားမှာရှိတဲ့ယထာတရားအသစ်ကိုပြတ်တတ်ထားပါတယ်ဒါကချိနတရားဖြစ်ပါတယ်ကမ္ဘာပေါ်မှာအမြင့်ဆုံးသောတရားဖြစ်ပြီးအင်ဂျင်နီယာပညာရဲ့စမှုနာကောင်းတစ်ခုဖြစ်ပါတယ်တရကအီရီနာမှာရှိတဲ့အရေးကြီးတဲ့မြေထားလမ်းရဲ့တစိတပိုင်းဖြစ်ပါတယ်။ဂျာဒီယူထုအမျိုးသားအားလုံးမှာကက်စမီးယားကိုယထာတွေရောက်ရှိနိုင်စေပါတယ်။ ဝန်ကြီးချုပ်နရရမူတီကယနေ့မှဆိုပါတရားကိုတရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။အရေးကြီးတဲ့ကိန်းဂဏန်းအချို့ကိုကြည့်ရအောင်။တရားရဲ့စုစုပေါင်းကုန်ကျစရိတ်ကတော့ရူဘီကဒေ1400ဖြစ်ပြီးအမေရိကန်ဒေါ်လာ163တန်းကုန်ကျခဲ့ပါတယ်။တရားက356မီတာမြင့်ပြီး Eiffel မျောစင်းထက်35မီတာမြင့်ပါတယ်။1315မီတာရှည်လာတဲ့ချောင်းကိုဖျက်လျှောက်ထားခြင်းဖြစ်တယ်။မြင့်ထားအရာရှိတွေကတော့အဆိုပါတရားနှစ်ပေါင်း120ကျောင်းတိဆောက်ထားကြောင်းပြောသိရပါတယ်။ယထာတွေကတော့ တနအီမှာကီလိုမီတာ100အထိပြေးဆွဲနိုင်မှာဖြစ်တယ်ဒါပေမဲ့ဒါအကုန်တော့မဟုတ်သေးပါဘူးတရားကငလင်တန်လည်းခံနိုင်ပါတယ်ပြင်းထန်တဲ့ magnitude 8အထိငလင်တန်ကိုခံနိုင်ရှိပြီးဘုံခွဲမှုတွေကိုလည်းခံနိုင်ရှိတယ်လို့ပြောပါတယ်ကျွန်တော်တို့ပြောခဲ့တယ်လို့ပဲဒါက engineer အော်ဆရာပါပဲတရားကို Bengaluru မှာရှိတဲ့ Indian Institute Science ကနေပြီးဒီဇိုင်းဆွဲထားပါတယ် အကူအညီတချို့ကိုတော့ INT Daily နဲ့ INT Rocky တို့မှနေရရှိပါတယ်ကြီးမားတဲ့အလုပ်ဖြစ်ခဲ့ပါတယ်သူတို့ကအေးတဲ့ရာသီဥတုငလင်လုတ်နိုင်ချေလေပြင်းတိုက်ခတ်မှုနဲ့ကြောက်ဆောင်ဂျိုက်ဝမ်တွေကဲတော့အရာများစွာကိုထက်သွင်းစဉ်းစားထားပါတယ်ဒီစိန်ခေါ်မှုတွေအားလုံးကိုကင်မွန်စွာခိုင်တွယ်ဖြစ်ရှင်းနိုင်ခဲ့ပါတယ်တရကအပူချိန်အနုပ်20ဒီဂရီအထိထိန်းထားနိုင်ပါတယ်လေတိုက်နှုန်းတနင်္ဂနွေ166ကီလိုမီတာအထိရှင်တန်နိုင်တယ်လို့တောင်ရှိသူတွေကပြောပါတယ် ဒီတရတောင်ဘက်မှာအခြားတော့အံ့ဘွယ်ရကောင်းတဲ့တိဆော့ပုံဖြစ်တဲ့ NG cable တရားရှိပါတယ်။အဲဒါကအိန္ဒိယရဲ့ဖရောင်းအဆုံး cable ယထာတရားဖြစ်ပါတယ်။ဂျိုး96ဂျိုးနဲ့တိဆော့ထားပါတယ်။တဖန်တောင်ဝရှိသူတွေကဂျန်တန်တဲ့အခြေအနေများကိုကင်တွဲနိုင်တယ်လို့ဆိုပါတယ်။လေတိုက်နှုန်းတနင်္ဂနွေ913 km နဲ့ယထာတွေတနင်္ဂနွေ kilometer 100အထိပြီးဆွဲနိုင်တယ်လို့ပြောပါတယ်။ တဒါနစင်းစလုံးကတူညီတဲ့မြင့်ထားလမ်းရဲ့တစိတ်တပိုင်းဖြစ်ပါတယ်အခုအရာကတကယ်လူတွေကိုဘလို့ကူညီပေးနေတယ်ဆိုတာကိုပြောရအောင်အဓိကရည်ရွယ်ချက်ကတော့ဂျမူးနဲ့ဆွေနာကချိတ်ဆက်ဖို့အတွက်ဖြစ်ပါတယ်တဒါတွေနဲ့အတူဗန်ဒီဘာရလိုခေါ်တဲ့အထူးယထားတွေလည်းပြေးဆွဲပြီးမှဖြစ်ပါတယ်ယထားတွေကအနုတ်40ဒီဂရီစင်တီဂရိတ်အထိပြေးဆွဲနိုင်ပါတယ်ဂျမူးနဲ့ဆွေနာကကြားတွာလာဖို့အတွက်3နိုင်ရတာကြာမှာဖြစ်ပြီးယခုအချိန်ရက်ထက်ဝက်ဖြစ်ပါတယ်ဒါကဘာကိုဆိုလိုလဲဆိုတော့ ခရီးသွားလုပ်ငန်းစီးပွားရေးနဲ့လုံခြုံရေးတို့အတွက်အခွင့်အလမ်းများပုံမရရှိလာမှာဖြစ်ပါတယ်။ဒေတာတစ်ခုရဲ့တိုးတက်မှုအတွက်မြေများအရေးကြီးတဲ့ဆိုတာကိုဆက်သွယ်မှုကပြတ်သားပါတယ်။တစ်ခုတည်းဖောက်နိုင်တဲ့နေရာမရှိပါဘူး။အခြားနေရာများနဲ့ချိတ်ဆက်ရပါတယ်။နေရာများကိုချိတ်ဆက်ခြင်းအပြင်ဒီ project ကနောက်ထပ်အကြောင်းရင်းတစ်ခုအတွက်အရေးကြီးပါတယ်။၎င်းကိုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ and over စွမ်းရည်ကိုပြတ်သားပါတယ်။ဒါဟာအိန္ဒိယရဲ့ကြီးမားဆုံး engineer အောင်မြင်မှုဖြစ်နိုင်ပါတယ်။ကမ္ဘာအကောင်းဆုံးတွေထဲမှာဂုံယူစွာယက်တည်နေပါတယ်။ဒါကြောင့် အိန္ဒိယအင်ဂျင်နီယာတွေနဲ့လုံသမားတွေအတွက်ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုဖြစ်ပါတယ်။ Pelican တိုက်ခတ်မှုပြီးတဲ့နောက်မှာအိန္ဒိယကဘယ်လိုဆစ်ဆက်သွားနေလဲဆိုတာလည်းပြသပါတယ်။အိန္ဒိယအကြောင်းလိန်လဲဖြန့်ကျက်ဖို့တိုက်ခတ်မှုတွေအားလုံးကိုပါကစ္စတန်ကအသုံးပြုခဲ့ပါတယ်။အိန္ဒိယကကာရှမီးယားကိုလေလံရှုပြီးပြည်သူတွေဒုက္ခရောက်နေတယ်လို့သူတို့ကပြောပါတယ်ဒါပေမဲ့အခုတွေ့နေရတာကအိန္ဒိယဟာကာရှမီးယားကိုကြီးထွားလာအောင်ကူညီပေးဖို့ကတိကဝတ်ပြုကြောင်းတက်တည်ပြနေပါတယ်။ ပယ်လီကန်တက်ခတ်မှုဟာနယူးဒေးလီမှာမရတန့်ခဲ့ပါဘူးအဲ့ဒီအစအိန္ဒိယဆိုရကကာရှမီးယားကိုကူညီဖို့ပိုလှုပ်ခဲ့ပါတယ်ဒါဟာအိန္ဒိယရဲ့ရီမန်ချက်ဖြစ်တဲ့တိုးတက်မှုကိုဆောင်ကျဉ်ပေးဖို့ကာရှမီးယားပြည်သူတွေရဲ့နှလုံးသားနဲ့စိတ်တွေကိုအနိုင်ယူဖို့ဆိုတာကိုပြတ်တတ်နေပါတယ်